ဒီဘက်မှာလည်းပတိကြီးကြီးလိုက်50ကုန်55ကုန်နဲ့လက်တွေမှာလည်းပတိကြီးကြီးဒီဘက်လက်တွေမှာပတိကြီးရဲ့ခေါင်းကြီးကပေါန်လာတယ်။အောက်လန်းစရာတော့လူလူဟိုကင်မရာတွေရှောက်ပြီးတော့မဆိုင်တဲ့ပောက်တွေကလိုင်းနဲ့ကောက်ပြီးဗျမ်းပဒါစကားတွေရှောက်မပြောအလုံးမဲမင်္ဂလာပါမိုးချန်နယ်ရံကျူစွလိုက်ပါတယ်မိုးခုတစ်ဆက်ပေးခြင်းတဲ့ဗီဒီယိုလေးကတော့အခုတော့လူမှုကွန်ရက်ပေါ်မှာအရောက်မှာနံပါတ်ကြီးနေတယ်ရှမ်းပြည်နယ်မိုင်းပုတ်ဆရာတော်ဖျားကြီးရပါတော့ဒီမိုင်း3000ငကားကြီးအကြောင်းကိုပြောလာလို့ပေါ့နော် ဒီရှမ်းပြည်နယ်ကအကိုကနေပြီးတော့ဒီဆရာတော်ဖျားကြီးရဲ့လောက်ရက်တရားတဖြည်းဖြည်းနဲ့အောက်လန်းပညာနဲ့တူလာပြီးဆိုပြီးတော့ပြောလာပဲဖြစ်ပါတယ်ဘီရိုရဲမှာဆိုလို့ရှိရင်တော့အပြည့်ဆုံးပါတယ်ပေါ့နော်သူကအနီးကထိထားတဲ့သူဆိုတော့အကြောင်းလုံးသိရပေါ့နော်မိုးဘီရိုလေးကိုဆုံးထိလက်ပါကြည့်ရှုပြီးဖို့ဖိတ်ခေါ်ပါရှေ့ဒီဘီရိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်စကြကလေးယူခဲ့ဘီရိုရဲမှာ comment လေးရေးပြလို့ရပါရှေ့ဘီရိုလေးကိုကြည့်လိုက်ကြရအောင်နော်ပေ3000တော့ရှိလေရတဲ့ငကားရှိတယ်လူမိုင်ကုန်းဆရာတော်ကမိတ်လို့မူတယ်ပေါ့နော်ကဲမိုင်ကုန်းဆရာတော်လေးနော် မဟုတ်တာတွေကိုရှောင်မပြောပါနဲ့နော်တရားကြီးတရားကြီးမှန်နေတယ်သာသနာပေါ်မှာနေတယ်ဆိုလဲမြတ်စွာဘုရားကိုယ်တော်မြတ်စွာဘုရားရှင်ကိုယ်တော်မျက်ကြီးချထားပေးခဲ့တယ်တရားဓမ္မလမ်းစဉ်တွေကိုပဲတရားဟောပါနော်မဟုတ်တန်းမဟုတ်တန်းတရားတွေရှောင်မပြောပါနဲ့ဗျံပဒါတွေကိုရှောက်ပြီးမဆိုင်တဲ့ပောက်တွေကလိုင်းနဲ့ခောက်ပြီးဗျံပဒါစကားတွေရှောင်မပြောပါနဲ့နော်အလင်းလဲလှုပ်ပြီးသွားပြီလူတွေလဲဒုက္ခကြီးနဲ့ကြုံပြူပါရင်နော်စီပွားရေးတွေလည်းလူတွေပြက်တယ်လူတွေပြက်အိမ်တွေပြိုတိုက်တွေပြိုမိသားစုတွေတေကွက်ကွက်မျိုးမျိုးနဲ့ကြုံနေရတာဘယံပဓာရေရှောက်မပြောပါနဲ့နော်မလင်လှုပ်ခြင်းအကြောင်း ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရိုမြတ်ကြီးကဟောပြောခဲ့ပြီးသွားပြီနော်ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရိုမြတ်ကြီးဆိုအကုန်သိတယ်အကုန်တတ်တယ်နော်ဘယ်သူမှမမြင်နိုင်တဲ့အရာတွေကိုမြင်နိုင်တယ်ဘယ်သူမှမသိနိုင်တဲ့အရာတွေကိုသိနိုင်တယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားကြိုဟောခဲ့ပြီးသားနော်မလင်းလုံချင်းအကြောင်းရဲ့ရှင်မျိုးကိုဟောခဲ့ပြီးသားအဲ့ဒီရှင်မျိုးအချက်ထဲမှာအခုမိုင်ဝန်းဆရာတော်ကြီးပြောနေတယ်ငကားမိုင်3000ရှိတဲ့ငကားအကြောင်းပါမလာဘူးရှိလည်းမရှိဘူးဟောလည်းမဟောခဲ့ဘူးနော်ဒါဆိုမြတ်စွာဘုရားမိုင်ဖုံးဆရာတော်ကြီးလောက်ဘာမှမသိကြတာဖြစ်မှာပေါ့နော် ာမှမသိခဲ့လို့ကြိုးမမြင်ခဲ့တာဖြစ်မှာပေါ့နော်အဲဒါကြောင့်မို့လို့ငူတာမိုင်မိုးစရာတွေပဲသိနေဖြစ်မှာပေါ့နော်ဒါဆိုရင်ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရိုမြကြီးကဒီမိုင်၃တောင်လောက်ရှိတဲ့ငကားကြီးဒီလိုခစ်မှာဒီလိုသာသနာအခု9000ထားခဲ့ရအခုသာသနာ2000ကျော်မှာဒီလိုဖြစ်မယ်ဆိုတော့ဗုဒ္ဓမြတ်စွာဘုရားရှင်ကကြိုးမသိခဲ့လို့ဖြစ်မှာပေါ့နော်မမြင်နိုင်ခဲ့လို့ဖြစ်မှာပေါ့ဟုတ်အဲ့လိုပဲပြောရမှာပေါ့နော်အဲ့တော့ဗျံပဓာကြီးတိတ်မပြောပါနဲ့နော်လူတွေကြီးညူတယ်ဆိုတော့လူတွေကြီးညူတာကိုကြီးညူခံဖို့အတွက် ကောင်းတာလေးတွေလုပ်ပြီးကောင်းတဲ့တရားလေးတွေဟောပါလူတွေနာယူမှတ်သားလို့ရတဲ့တရားလေးတွေဟောပါဗျံပဒါတွေကိုရှောက်မပြောပါနဲ့နော်မဆိုင်တဲ့ပေါက်တွေကလိုင်းနဲ့ခောက်ပြီးမပြောပါနဲ့နော်နောက်တစ်ခုကသူ့ကိုဖူးဖို့အတွက်ပဲလူတွေကအမွှေးနဲ့တာကြီးနဲ့ခေါင်းကရေမွေးတွေလောင်းပြီးပက်ပြန်းမှဖူးအောင်မဲ့ပုံစံပေါက်နေတယ်နော်ရသော်ဘုရားရှင် ကိုတော်မြတ်ကြီးပွင့်တော်မူတဲ့အချိန်နော်တိတ်နေပြန်မဆန်ခင်တော့လည်းသူ့ကိုအမွှေးနဲ့တာကြီးပက်ပြန်းပြီးမှသူ့ကိုလာဖူးအောင်မွှေးကြိုင်တွေမှာဖူးမြော်အောင်မယ်ဆိုတာမရှိဘူးနော်နန်းစုံနေလဲဖူးလို့ရတယ်ဟုတ်ပြီလား အခုတော့မဟုတ်ပါဘူးပြောင်းမြန်နေဖြစ်လို့နော်သူ့ကိုဖိုးဖို့အတွက်ပဲခဏရသားသမီးတွေကပဲတကိုကြီးတန်ရှင်းမှုအချိန်ချင်းလှုပ်ပြီးတော့မှရေမှုကိုခေါင်းနဲ့လောင်းချိုးပြီးမှဖူးရမယ့်ပုံစံပေါက်နေတယ်ဒါဒီလိုပြောတဲ့ဟိုကဗျမ်းမတာဖြစ်နေပြီတကယ်ကိုဗျမ်းမတာဖြစ်နေပြီနော်ဒါကြောင့်မို့လို့အခုလိုအဲ့လိုတန်ကားတော်တွေအဲ့လိုရှိနေလို့အခုလိုကဘာကြီးမှအမျိုးမျိုးကတ်တွေနဲ့ကြုံနေရတာနော်ဆရာတော်ကြီးတွေတကယ်ထရဝါဒဆရာတော်ကြီးတွေလည်းရိုသေသွားကြတော့ပါတယ်ဒီလိုဆရာတော်တွေဗျမ်းပတာရှိနေလို့ဒီလိုတွေဖြစ်နေရတာတကယ်လည်းအကုသို့များတယ်ကျွန်တော်ပြောတဲ့လူကအကုသို့များတယ် မဆိုင်နာတွေရှောက်ပြီးတော့မိုင်မုံးတုံးတော့လို့ရှိရင်ငါဘာနဂါတယ်ပြောဘာဘာနဂါတယ်အဲ့နဂါနာမည်သိလားအဲ့နဂါဘုနာမည်သိလားဘာနဂါတယ်ပြောပြပါဘောတကယ်တော့မိုင်မုံးတုံးတော့မဟုတ်၄000ကျော်တယ်နော်အဲ့နဂါမဟုတ်ကြွက်ကြီးတကောင်အဲ့ကြွက်ကြီးကမိုင်မုံး၄000ကျော်ရှိတယ်အဲ့ကြွက်ကြီးကြောင့်မလင်းလှုပ်တာဟုတ်ပြီလားနော်တကယ်အာဟုတုများပါတယ်ဘာဆရာတော်မဲအခုကတော့မိုင်မုံးဆရာတော်အကြောင်းပဲဖြစ်ပါတယ်မိုင်မုံးဆရာတော်အကြောင်းလေးတော့ကျွန်တော်ပြောချင်ပါတယ်လွန်ခဲ့တော့ ခု2025ပေါ့လွန်ခဲ့တော့2018 2018လာပေါ့နော်2018 2019လောက်ပေါ့တခါကျွန်တော်တခါတက်ကြုံပါသေးတယ်အမှန်ဝင်စရာအလိုပဲတရားပွဲတစ်ခုလာပါလဲတော့မသိဘူးနော်လူတွေတော့ရှိပါတယ်အောက်မှာလဲခနေသားသမီးရှိပါတယ်အဲ့မှာအဲ့ဆရာတော်ကဘာဖြစ်လဲဆိုအဲ့မှန်ဖို့ဆရာတော်ကတရားတော့မဟုတ်ရသေးဘူးသူလည်းမကြသေးဘူးထင်ပါတယ်အဲ့ချိန်မှာအဲ့ဆရာတော်ကဒီလိုကြီးတန်းနေရဗျာ ဲ့လိုတွေတန်းတယ်အဲ့လိုတန်းပြီးသူကအိတ်လက်အိတ်ငိုင်နေသေးတယ်ကြည့်လိုက်တော့လေလက်တွေမှာလည်းပဒီးတွေအများကြီးဒီဘက်လက်တွေမှာလည်းပဒီးတွေနဲ့လေဘင်းမှာလည်းပဒီးတွေနဲ့ပဒီးကိုဆွဲထားတာများဗျာမသိရင်တရက်တစ်စီဝင်ဘူးလို့ကြောက်နေတဲ့လူတယောက်ပဒီးဆွဲရင်တော့မှပဲပဒီးတကုံနှစ်ကုံပေါ့နော်ပဒီးသူကတော့မိုင်မွန်းစီရတော့အခုအခုလက်ရှိလည်းမြင်နေမှာပါပဒီးဆိုလို့ရှိရင်လက်လက်တွေမှာလည်းပဒီး၄၅6ပတ်ဒီဘက်လက်တွေမှာလည်း၄၅8ပတ်အဲလေဘင်းမှာဆိုလည်းပဒီးအများကြီးနဲ့ ဟိုခနာကိုတကူလုံးမှာပတိကြီးပြည့်နေတယ်ဆရာတော်တပားတယောက်ကတကယ်ထီရွာလာဆရာတော်တပားတယောက်ကအဲ့လိုပတိကြီးအများကြီးလိုလို့လားမလိုဘူးလေဘယ်ဆရာတော်တွေလက်ပြီးလိုက်ကြည့်လိုက်ဘယ်ဆရာတော်တွေပဲလမ်းလျှောက်လျှောက်ဘယ်တရားပုံမှာတရားဟောဘယ်ဆရာတော်တွေတကယ်ထီရွာလာဆရာတော်တွေဘယ်ဆရာတော်ကအဲ့လိုပတိကြီးလေပဲမှာအများကြီးဆွဲတာမြင်ဘူးလေလက်တွေမှာပတိကြီးအများကြီးပတ်တာမြင်ဘူးလေအာ မိုင်မုံဆရာတို့ကတော့လေဘင်းမှာလည်းပတိကြီးကြီးလိုက်50ကုန်55ကုန်နဲ့လက်တွေမှာလည်းပတိကြီးကြီးတွေပဲလက်တွေမှာပတိကြီးရဲကောင်းကြီးကပေါန်းတာတည်းဆရာတို့နဲ့မှမတူလို့တာအောက်လန်းဆရာတို့လူလူဟိုအောက်လန်းမဲ့ကျွမ်းနေကျွမ်းနေတဲ့ပုံကူလူလူဖြစ်နေပြီလေဆရာတို့တပားနဲ့ကိုမတူတော့တာဆရာတို့အင်္ဂါရက်နဲ့ကိုမညီတော့တာတကယ်ဆရာတို့တပားတကယ်အင်္ဂါရက်ပြည့်တုံနေဆိုရင်အဲ့လောက်ပတိကြီးအများကြီးဆွဲဖို့မှမလိုတာကြည့်လိုက်လေပတိကြီးဆိုအများကြီးပဲမျက်စိကိုရှုပ်ရှဲနေရမယ်မျက်စိထဲမှာကြည့်ရတာတော့မှပဲ ဆရာတော်တပားနဲ့မတူတော့နော်ဟိုအောက်လန်းဆရာတော်လူဘိန်းတော်ဆရာဆရာလူဖြစ်နေပြီလေအောက်လန်းဆရာလူဘိန်းတော်ဆရာလူလူဟိုမကောင်းတဲ့လမ်းစဉ်ကိုရှောင်နေတဲ့လူလူဖြစ်နေပြီလေပြီးရင်ခေါင်းကလည်းပေါင်းထားသေးတယ်ခေါင်းခေါင်းပေါင်းတော့လေဒါလည်းဟိုကဘယင်ခေါင်းပေါင်းလူလူမူဆလင်ခေါင်းပေါင်းလူလူအဲ့လိုကြီးရှောက်ပေါင်းထားတယ်ဒါကဆရာတော်တပားလုတ်တဲ့အလုပ်လည်းမဟုတ်ဘူးလေဒါမညီလည်းမညီဘူးလေပြောရတာလေအကုသို့များပါတယ်ဗျာနော် ဘာတွေမှန်းလဲမသိပါဘူးဒါတွေကိုယုံကြည်တဲ့လူတွေရတယ်ကျွန်တော်တို့လူတွေရတယ်ယုံကြည်ရတယ်ဗျအဲ့လိုယုံကြည်တဲ့လူတွေရှိလို့လဲအဲ့လိုလိမ့်တဲ့လူတွေပိုများတာတကယ်ဆရာတော်လည်းပါအဲ့လိုမရှိပါဘူးဆရာတော်ဆိုတာတရားထိုင်ထိုင်မယ်ပတိစိရင်စိတ်မယ်နော်တရားဓမ္မတွေကိုလေ့လာရင်လေ့လာမယ်တရားဓမ္မတွေကိုခြားပြမယ်ဟောပြမယ်ဒါတွေပဲရှိရတယ်ဘယ်ပတိတွေလည်းဘယ်မှာအကုန်တရားလောက်ဆွဲထားပြီးလျှောက်သွားတယ်ဒါဆရာတော်မှမဟုတ်တော့တာ အခုကနေစပြီးတော့ကျွန်တော်အဲ့ဒီမကောင်းတဲ့ဥစဉ်တွေမကောင်းတဲ့ဖုံးကြီးတွေမကောင်းတဲ့ဆရာတော်တွေကိုကျွန်တော်အခုချင်းစပြီးကျွန်တော် sharing လုပ်မှာကျွန်တော်အာဘီထုတော့မှာဘာဖြစ်လို့လဲဆိုတော့တာတနာကိုခုတုံးလုပ်ပြီးတော့လိန်စားပြီးတော့မဟုတ်တန်းတရားတွေပြောနေတာတွေကိုကျွန်တော်ကအခုချင်းကစပြီးတော့အာဘီထုပြီနော် ပြောပြီအဲ့တော့အဲ့အတွက်ငရေကြီးမယ်ဆိုလဲအငရေကိုကျွန်တော်ခံမယ်ဒါမှမဟုတ်ကျွန်တော်ကထေရဝါဒဆရာတော်ကြီးတွေတကယ်ကိုတရားနဲ့ပြည့်စုံတဲ့ဆရာတော်တွေတကယ်ကိုသီလနဲ့ပြည့်စုံတဲ့ဆရာတော်တွေကိုကျွန်တော်မစော်ကားပါဘူး ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးတို့မစောကားပါဘူး။ဒါပေမဲ့ဗျံပဒါတွေပြောပြီးဗျံပဒါတွေလုံနေတဲ့ဥစဉ်နဲ့တန်ခါတွေတော့ကျွန်တော်ပြောမှာ။ညောအာဘိထုမှာဘာဖြစ်လို့လဲဆိုအခုဒီဘက်ခင်မှာဗျာနော်။တာသနာကိုကုတွန်းလို့ပြီးလိန်စားတဲ့ဘုန်းကြီးတွေအများများလား။ကိုရာတူတော်ကောင်းကိုရာဟုတ်ကိုတခုဝန်လို့ရှိရင်တို့ကမကြိုက်ချင်ဘူးနော်။စိတ်ဆိုးလေးစိတ်ဆိုးချင်သေးဗျာ။ကိုကြတော့တက်တော့ရေစောတယ်။တကားတကားမရရဝေဖန်လို့ရှိရင်တို့ကစိတ်ဆိုးရင်နေလားမဟာတို့တို့တို့တက် ဖုံးရင်လှုပ်တန်ကလှုပ်နေဒီတိတော်ဆောင်နေဘာမှမဆိုင်တာဆိုင်ဘူးမဆိုင်တာနော်အဲ့လိုမျိုးတွေလည်းအများကြီးရှိတယ်နော်ဆရာတော်တွေတော်များရှိပါရဲ့နော်အဲ့လိုမျိုးပေါ့သူကတာသနာပုံထဲဝင်ပြီဆိုလို့ရှိရင်ဘာမှလူချင်းစိတ်မထားရတော့လူချင်းစိတ်တော့မရှိရတော့ဘူးဗျာကျွန်တော်သိရတဲ့တရားသဘောရပြပြနော် ကွယ်သာသနာပေါ်နဲ့ဝင် ပြီဆိုရင်ရှေ့အရောင်ဆွန့်ပစ်ထားခဲ့ရတာလေနော်ဘုရားဘုရားရှင်လက်ထက်မှာတော့လည်းဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရမေကြီးလက်ထက်မှာတော့လည်းနော်အရှင်ဇံမင်းသားတွေတို့ရဲ့ဟာတွေကိုတို့ဆွန့်လွတ်ပြီးတော့တို့ပိုင်တဲ့စည်းစိမ်ဥစ္စာယာဓုဂုံဓုနန်းဆောင်တွေအကုန်လုံးဆွန့်လွတ်ပြီးတော့သာသနာပေါ်နဲ့ပြည့်ဝနာလေနော်ကျွန်တော်ပြောချင်တယ်ကျွန်တော်က like ကိုအရှိကြီးလွှင့်နေတာဒါပေမဲ့တက်တော့မှလည်းကျွန်တော်က like အရှိကြီးလွှင့်အောင်လည်းကျွန်တော်လည်းမတက်ဘူးဗျအဲတော့3မိနစ်စာလောက်ပဲလွှင့်တက်တယ်ဒါပေမဲ့အဲ့လိုလိန်တဲ့ဖုန်းကြီးတွေကိုပြောရင်အဟုတ်ကိုလုံးရင်အမှန် တခုကိုပြန်လို့ရှိရင်မကြိုက်ချင်တဲ့ဆရာတော်တွေလည်းရှိတယ်ဘုန်းကြီးတွေလည်းရှိတယ်နော်သူတို့ပြောရင်နားထောင်သူတို့ပြောရင်အဟုတ်အဲ့လိုဘုန်းကြီးတွေလည်းရှိတယ်အခုမိုင်မုန်းဆရာတော်တွေပဲကြည့်တယ်ခေါင်းမှာပေါင်းထားတရုတ်သေးရဲ့လူလူနော်ဆုံးဝေခုံလူလူဘာလူလူညာလူနဲ့ဗျမ်းပတာကြီးလျှောက်ပြောနေတယ်သူတို့ဆရာတော်တွေသူတို့ပြောလို့ရှိရင်မကြိုက်ချင်ဘူးအာဆရာတော်ဘုရားအင်္ဂလိပ်သာဖတ်တာဆိုလို့ရှိရင်လည်းသူတို့ဆရာတော်တွေကမကြိုက်ဘူးမဲ့သူတို့တက်တယ်ပေါ့သူတို့သိတယ်ပေါ့သိခံသိမှမရှိရသိခံသိမှရှိတဲ့ဆရာတော်မဟုတ်တော့ဘူးအခုမာယုတ်ဆရာတော်ကြီးကိုကြည့်နော် ပြောလဲလို့ရှိရင်အေးအေးချမ်းချမ်းလေးနဲ့တည်ငြိမ်မှုရှိပါရှိနော်ရန်လိုချင်သေးမရှိဘူးအမုန်းပွားချင်သေးမရှိဘူးမူလီတာမရှိဘူးဒါတရားအစ်စ်ဒါတကယ်တာသနာပေါ်မှာတကယ်ဒါအမှန်အစ်စ်မှန်အဲ့လိုဆရာတော်ကြီးရှိပါတယ်ကျွန်တော်က3မိနစ်စာပဲလွှင့်ရတဲ့ကြောင့်မပြောချင်တာလေးတော့အပိုက်နဲ့ဖွဲပြောရတယ်နောက်တစ်ပိုက်ထလာပါအောင်မှဒါကကျွန်တော်အသိမြင်နဲ့ကျွန်တော်ပြောတာပေါ့ဒါမဖြစ်နိုင်ဘူးတော့ကျွန်တော်ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့တကယ်နာမည်ကြီးထရဝါဒဆရာတော်တွေရှိရယ်လေ ပါကျုပ်စီရတော့ဆိုရင်ဒါကျွန်တော်အရန်ယုံကြည်တယ်အရန်လဲလေးစားတယ်ဒါလို့လဲတော့ပါကျုပ်စီရတော့ဆိုတာတကယ်ကိုတရားကိုတကယ်ကိုသိမြင်တဲ့စီရတော့တပါပါကျန်တဲ့စီရတော့လည်းရှိပါတယ်ဗောနော်ပါကျုပ်စီရတော့တပါတယ်ပေါ့မဟုတ်ပါဘူးကျန်တဲ့စီရတော့လည်းတကယ်တရားကိုလိုက်နာကျင့်သုံးပြီးတော့တကယ်ကိုမြတ်စွာဘုရားချထားတဲ့တာသနာမှာတကယ်ကိုကျင့်ကြိုစီရကောင်းတဲ့စီရတော့လည်းရှိပါတယ်နိုင်ဦးစီရတော့ကတော့ကျွန်တော်ကစော်ကားတော့မဟုတ်ပါဘူး ကျွန်တော်တိတ်ယူတွေထဲမှာမပါဘူးဘာလို့လဲဆိုတော့ကြာပြီပေါ့ဗျာကျွန်တော်2000လောက်ပါပေါ့2000ပေါ့အပေါ့2000အိမ်ဝင်းကျင်လောက်ပေါ့အိမ်မိုင်မုန်းဆရာတော်ဆိုတော့အဲ့တရားပွဲတစ်ခုမှာကျွန်တော်မြင်ဘူးတဲ့ဆရာတော်ဆရာတော်ပါဆိုတရားပွဲမှာအိတ်အိတ်ငိုင်နေတယ်အခြားဆရာတော်တွေလည်းရှိတယ်ပေါ့နော်တရားမဟုတ်ခင်မှာဆရာတော်တွေ4 5 6ပါလောက်ရှိတာပေါ့အဲ့မှာမိုင်မုန်းဆရာတော်ကအိတ်ငိုင်နေတယ်ဒါဒါကဖြစ်တဲ့နေအရာလားဆရာတော်တပါးလုပ်ပြီးတော့အဲ့လိုအိတ်ငိုင်တင်တဲ့ အရာလားဒါဒါမှဖြစ်တယ်အဲ့ဒီကကျွန်တော်မယုံကြည်တော့တာအခုလဲရှောက်ပြောနေမိုင်3000လောက်ရှိတဲ့နှခါကြီးမြေကြီးအောင်မှရှိရဲမိုင်3000ဆိုပဲနင်းနောအလားဗျာရန်ကုန်နဲ့မန္တလေးတော့မိုင်4500ပဲရှိတာအဲ့4500ကိုအရှိဝဲတွေးကြည့်လိုက်မိုင်3000ဆိုလို့တွေးကြည့်တဲ့ရန်ကုန်နဲ့မြေကြီးနားဆိုရင်လည်းမိုင်1000ကျော်ပဲရှိရလိမ့်ရန်ကုန်နဲ့မြေကြီးနားရဲ့မိုင်ကိုတွေးကြည့်လိုက်အဲ့လောက်ရှိတဲ့နှခါ3000ဖះဟောတဲ့ကျန်းစာထဲမှာလည်းကျွန်တော်မကြဘူးနော် ရှိရှိလားမရှိလားကျွန်တော်မသိဘူးဆရာတော်တွေဟောတဲ့တချို့ထေရဝါဒဆရာတော်ကြီးတွေဟောတဲ့တယ်မှာလဲအဲ့လူနဲ့ကမ်းမျိုးကျွန်တော်မကြားဘူးဟောတဲ့တရားကျွန်တော်ကြားဘူးတာတခုပဲရှိတယ်ကာလာနဂါမင်းဆိုတာကျွန်တော်ကြားဘူးလေအဲ့နဂါလောက်ကြီးတဲ့နဂါလည်းမရှိဘူးအဲ့နဂါဗုဒ္ဓနဲ့ဆိုဘုရားတစုပွင့်မှတာတခါနိုးတာလေဒါတော်မှပဲမြတ်စွာဘုရားပြစ်လုလိုက်တဲ့ရွှေရွက်ကြီးကိုကနောက်တစ်ခွနဲ့တွားထီမှာနှစ်ခုတိုက်ပြီးတော့မှအတန် ကျေလာတော့မှအဲ့ငကားနိုးတာလေဒါတော့မှကလာငကားဆိုတာငကားထဲမှာငကားမင်းလေငကားကြီးအဲ့ငကားပဲကြာဘူးလေအဲ့ငကားတော့အဲ့လောက်ပေ3000လောက်တော့ကျွန်တော်မကြာဘူးနော်အဲ့တော့တချို့လူတွေလည်းချင့်ကြံပြီးတော့ယုံကြပါဆရာတော်တိုင်းအောင်လို့ကျွန်တော်စော်ကားတာမဟုတ်ပါဘူးတချို့ဟာတွေကကိုတိကိုတက်ကိုပြောရင်ဟုတ်ကိုပြောရင်အမှန်အဲ့လိုပဲရှောက်ပြောတတ်ကြတယ်လူသားမှမသိကြလူသားမှမသိတော့လူသားမသိတဲ့ဟာကိုတချို့ဆရာတော်တွေကဟန်ဆောင်မဆောင်ပြောကြတယ် ဒီကြားထဲငကားရောင်ရောင်ကလားရောင်ရောင်အိမ်မီဆန်ဆန်ရှိနေတဲ့ဘာလို့မမ်းမတူတိုင်းပြည်ရအဲကြောင့်ပြတ်နေရတိုင်းပြည်ရအဲကြောင့်မဖြစ်တဲ့နိုင်ဖြစ်ပြီးမကြုံတဲ့နိုင်ကြုံနေအဲတာတနာပြတ်မဲ့တဲမှာလေတချို့ဆရာတော်တွေပါတာပဲမဆက်ဖေကဟိုကြီးအောင်မှာမိုင်း3000လောက်ရှိတဲ့ငကားမင်းလောက်တာမဟုတ်ပါဘူးမိုင်း3000လောက်ရှိတဲ့ငကားမင်းလောက်တာမဟုတ်ပါဘူးမိုင်း4000ရှိတဲ့ကြွက်ကြီးတကောင်လောက်တာပါအခုလုံငလင်လောက်ရရင်အကြောင်းချင်းကအကြောင်းရင်းရဲ့စီမီကအဲ့မိကြီးရောက်ထဲမှာမိုင်း4000လောက်ရှိတဲ့ကြွက်တကောင်ရှိပါတယ် အကျွတ်ကြီးကဟိုဘက်ဒီဘက်ကိုလှည့်ရန်တော့သူ့ခန္ဓာကိုယ်ကလည်းအကြီးလေးမိုင်၄၀၀လောက်ရှိရဲဆိုတော့သူလှည့်ရန်လို့အမီးနဲ့မြေကြီးနဲ့ခတ်မိပြီးတော့မလင်းလောက်ပါခြင်းဖြစ်ပါတယ်အဲ့ဒါမယုံမရှိပါနဲ့မြေကြီးအောင်မှာအမတန်ရှည်လျားတဲ့မိုင်၄၀၀လောက်ရှိတဲ့ကျွတ်ကြီးတစ်ကောင် ရှိပါတယ်အဲ့ကျွတ်ကြီးကသူဟိုဘက်လှည့်ဒီဘက်လှည့်လှုပ်နေနေအမီးရမ်းပြီးတော့မြေကြီးကိုလှုပ်ခတ်သွားတာပါအဲ့တော့မြင်းကလေးလှုပ်ချင်းကြောင်းရင်ကမြေကြီးအောက်ထဲမှာနေတဲ့မိုင်၄၀၀လောက်ရှိတဲ့ကျွတ်ကြီးတစ်ကောင်ရှိပါတယ်အဲ့ကျွတ်ကြီးက လောက်တာပါအဲ့ဒါကိုယုံမှာနောက်တစ်ခုတက်ဆက်တက်မှာပဲဆရာတော်တပါးတယောက်ကတကယ်တိတ်ထိနေပြည့်စုံနေတကယ်တမာတိနေပြည့်စုံနေဆရာတော်တပါးဆိုရင်ဆရာတော်တပါးဒီလိုမျက်လုံးတွေမှိတ်ပြီးဒီလိုလှုပ်တာတွေဘာညာတွေရှိဘူးလားဗျာဘယ်ဆရာတော်တွေဒီလိုမျိုးလျှောက်လှုပ်နေဒီလိုလှုပ်ဒီလိုကိုယ်တွေရမ်းပြီးတော့ဟာပါဇက်ကနေပြု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 နေဟိုဟာပဲအကြမ်းမြင်ပဲရနေတယ်လို့ဟိုဟာနဲ့တရားတွေကိုပဲလှမ်းမြင်နေတယ်လို့မြတ်စွာဘုရားကိုပဲလှမ်းမြင်နေတယ်လို့အဲ့လိုမျိုးပါဇက်ကနေ လိုမျိုးမြင်ဘူးလေဒီခန္ဓာကိုယ်ကလည်းလှုပ်ရမ်းနေတယ်မြင်မယ်ခန္ဓာကိုယ်ကလှုပ်ရမ်းတာလို့ဘဇက်ကပြုလို့ပြောတာလို့ဆိုတာနက်ကတော်ကြီးကတယ်နက်ကနာပွဲမှာပဲရှိပါတယ်နော်ခန္ဓာကိုယ်ကြီးလှုပ်တာလို့ဒီလိုမျိုးပူတာလို့ဒီလိုပူတာလို့ဒီလိုလှုပ်တာလို့ကိုတော်ကြီးလို့ကိုတော်လေးလို့ကိုကြီးကျော်လို့အဲအဲ့လိုပဲရှိပါတယ်နော်အဲ့ဒါအဲ့ဒါတောင်မှပဲနက်ပူးနေတဲ့လူတိုင်းမဟုတ်ဘူးတချို့နက်ကနာပွဲမှာဟန်ဆောင်မပူးဘဲနဲ့ပူးချောင်ဆောင်တဲ့လူတွေလည်းရှိတယ်အရက်တောက်ချင်းလို့ကြက်ကျော်စားချင်းလို့ကိုကြီးရောဝင်ပူးပြီးမပူးဘဲနဲ့ပူးချောင်ဆောင်တဲ့လူတွေလည်းရှိတယ်အဲ့တော့ဆရာတော်တစ်ပါးဆိုရင်ဒီလိုလှုပ်တာတွေဒီလိုလှုပ်တာတွေ ရှိလားလုတ်ခွင့်ရှိလားဘာသာကတူ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 ရွတ်နေတာကြီးပြောခွင့်ရှိလားတကယ်ဆရာတို့တယောက်တကယ်တမာတိနဲ့ပြည့်စုံနေတကယ်တရားလမ်းစဉ်တကယ်ဦးမြတ်စွာဘုရားရဲ့ချထားလမ်းစဉ်ကြင်ကြံနေတကယ်ဆရာတို့ဆိုရင်အဲ့လိုမရှိပါဘူးအခုဟာပုတ်ကူရောင်ရောင်နက်နက်ပူးနေရလေနက်ပူးနေတဲ့နက်ကတော်လူလူဟိုထွက်ရပေါက်ပုတ်ကူလူလူနဲ့ဒီလိုခနာပူးကြီးလှုပ်ပြီးတော့ဒီလိုကြီးလှုပ်ပြီးတော့အာစကားကြီးတူတူတူရွတ်ဖတ်ပြီးတော့ပြောတာဒါဒါဆရာတို့ဘုရားဒါမိုင်မိုးဆရာတို့လောက်ရမယ် လို့အေးပေါ့လေတကယ်ဆရာတော့မစစ်တော့လေပေါ်ပန်း၄၀ကြီးအကုန်လျှောက်လို့တာပေါ့သူများလည်းထူးကြအောင်လို့သူများလည်းပိုထူးပြီးရုံကြည်အောင်ပေါ့နော်လူတွေကိုးကွယ်အောင်လို့တကယ်ဆရာတော်စစ်တွေကအဲ့ဒါတွေမလို့ဘူးအတ္တိတရားရှိတဲ့လူတွေကအတ္တိတရားတိုင်းသွားတယ်အဲ့ဒီတရားရှိတဲ့ဆရာတော်တွေအတ္တိတရားနဲ့ပဲတရားဟောတာပါအဲ့လိုပေါ်ပန်း၄၀ကြီးရှောက်မလို့ဘူးတခုတော့ရှိရနော် ပေ3000လောက်ရှိတယ်နှကားမဟုတ်ဘူးနော်ပေ4000လောက်ရှိတယ်ကြွက်ကြီးတစ်ကောင်ရှိတယ်အဲ့ကြွက်ကြီးကနေပြီးတော့ဘက်ဒီဘက်ရမ်းနေတယ်အမီးကနေပြီးတော့မြေကြီးနဲ့ရိုက်မိပြီးငလင်လှုပ်တာနော် ငွေဗီဒီယိုလေးကိုဆုံးဖြတ်လိုက်ပါကြည့်ရှုပေးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်ဗီဒီယိုမှာဆိုလို့ရှိရင်တော့ဒီအကူကပေါ့နော်သူကတော့ပြောလာကိုကတော့စက်သိမ်းထားရပေါ့နော်ဟုတ်လားမဟုတ်လားတော့မသိဘူးကြည်တယ်မျိုးတွေတော့ဘယ်လိုထင်လဲပေါ့နော်ဗီဒီယိုလေးအမကောမန့်လေးတွေရေးပြလို့ရပါတယ်ရှင်ငွေဗီဒီယိုလေးကိုဆုံးဖြတ်လိုက်ပါကြည့်ရှုပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်လည်းမို့ဟာသဗီဒီယိုလေးဆက်ပြီးတဲ့အနေနဲ့ဘုဒ္ဓရာရဆက်ဗီဒီယိုလေးတွေကိုနေ့စဉ်တိုင်းတင်ဆက်ပေးသွားမှာမို့ငွေ channel လေးကို like and subscribe နဲ့တောင်းဖို့တောင်းဆိုပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တာတာ